အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Perfect ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ကျွန်တော်ကခုနောက်ပိုင်းရုပ်ရှင်လောကမှာနာမည်ကြီးပြီးသူပြောများနေတဲ့ Dune Universe အကြောင်းကိုပြပြပေးသွားခြင်းပါတယ်။ဆိုတော့စလိုက်ကြတာပေါ့။2021ခုနှစ်မှာထွက်ရှိခဲ့တဲ့ Dune Part 1နဲ့ 2024ခုနှစ်မှာထွက်ရှိခဲ့တဲ့ Doom Part 2ကတော့1965ခုနှစ်က Frank Herbert ရေးသားခဲ့တဲ့နာမည်ကြီးစိတ်ကူးရင်သိပ္ပံဝတ္ထု Doom ရဲ့ adaptation ဖြစ်ပါတယ်1984တုန်းကတော့ Doom adaptation တစ်ခုထွက်ရှိခဲ့ပေမဲ့ဇလန်းကိုတည်တည်ချာချာမချပြနိုင်ခဲ့တာကြောင့်ကြီးစုသူကိုလမ်းပြအောင်ဖြစ်စေခဲ့ပြီး flop သွားခဲ့ပါတယ်မကြည့်ဘူးရင်တော့ကြာဘူးနာဝရှိကြတဲ့ Star Wars Universe ဆိုတာကလည်းဒီ Doom ဝတ္ထုကို inspire ယူပြီးရကူထတာဖြစ်တယ်လို့သိရပါတယ်အရင်ဆုံး Doom Universe ထဲမှာဖြစ်ပျက်နေတဲ့အရာတွေကိုအချင်းချင်းချပြပါမယ် ီဒွန်း University နိုင်ငံကြီးတိဆောက်ပုံကိုပြောရရင်အင်အားကြီးအင်တော်တွေကသူတို့သက်ဆိုင်ရာဂျိုသီးတီကိုအုပ်ချုပ်ကြပြီးအချင်းချင်းအင်အားပြန်ဆိုင်မှုကလည်းပြင်းထန်လာပါတယ်။အင်တော်ချင်းချင်းပြိပခါတွေကြားကအဆင်မပြေအောင်ထိန်းပေးပြီးဇူတစည်းတဲ့အုပ်ချုပ်နေတာကတော့ The Emperor ဖြစ်ပါတယ်။ The Emperor ကတော့အင်အားကြီးပေမဲ့အဲသူကလည်းဒီ Trades အင်တော်နဲ့ဟာခွနဲ့အင်တော်တို့လိုမဟာမိတ်အင်တော်တွေရဲ့အင်အားပုံပြီးပို့ပြီးအုပ်ချုပ်နေရတာပါ။ဒီ universe ထဲမှာ spice လို့ခေါ်တဲ့အမုံကတမိုးရှိဆုံးဖြစ်ပြီးအဲ spice ထွက်တဲ့ဂျူကတော့ rakis ဆိုတဲ့ကဏ္ဍရဂျူကြီးဖြစ်ပါတယ်။ ။ဒါကြောင့်မို့ Brakis ကိုအုပ်ချုပ်ပြီး Spice ထုတ်လို့ရေးကိုဦးစီးတဲ့အိမ်တော်ကတော့လိုလိုအင်အားကြီးသောအိမ်တော်ဖြစ်လာပါတယ်။ဒါကြောင့်ဒီ Spice ကအရေးပါနေရလဲဆိုရင် Spice ကရာဝတ္ထုတစ်ခုရဲ့စမ်းဆောင်ရည်ကိုမြင့်တင်ပေးနိုင်တဲ့အမှုဖြစ်နေလာကြောင်းလို့ပဲဆိုရမှာပါ။အခုမှလက်နက်ထုတ်လို့ရေးမှာတော့ရင်အဲ့လက်နက်ကအခြားလက်နက်တွေထက်ချက်အားပိုပြင်းပြီးအာကာတာရဲကိုခီးသွားတဲ့ရင်ဒီမှာတောင်စာအနေနဲ့လည်းအသုံးပြုကြပါတယ်။ပြောရရင် Spice ကဆွေဆောင်ရအမှုပေါ့ဗျာ။ Doom Universe မှာ Advanced Computer တွေကိုလုံးဝပိတ်ပင်ထားပါတယ်။ ဘိုးရင်တော်ကအသိစိတ်ရှိတဲ့ဆက်တွေကတက်ရှိတွေကိုမျိုးတုံးလို့နီးပါးဖြစ်စေခဲ့လို့ပါအဲ့ဒီစာ advanced computer တွေလို့စွမ်းဆောင်နိုင်တဲ့ mantas နဲ့ navigators လို့ခေါ်တဲ့လူတွေကိုထူးလေ့ကျင့်ပေးထားကြပါတယ် mantas တွေကိုတော့လူသားကွန်ပျူတာလို့ခေါ်လို့ရပါတယ်အဲသူတို့တွေက information အမြောင်များကိုစုဆောင်ပို့ဆောင်ရတဲ့သူတွေဖြစ်ပါတယ် navigators တွေကတော့ spice ကိုသုံးပြီး universe တခွင်ကြီးသွားတဲ့နေရာမှာ gps သဘောမျိုးလွှတ်ဆောင်ပေးပါတယ်ကဲနောက် benigestrate benigestrate ဆိုတာကတော့ဆုံးတက်လို့ဆိုရလောက်အောင်ကိုကာယာဆွမ်း စိတ်အစွမ်းတွေကိုပိုင်ဆိုင်ထားကြတဲ့လှေဝက်ညီမတော်ဖွဲ့အစည်းဖြစ်ပါတယ်။ Benny Jesseris တွေကဒီဒူးသမိုင်းကြောင်းကြီးဖြစ်လာစေတဲ့အဓိကအကြောင်းအရာတွေဖြစ်တယ်လို့ဆိုရင်လည်းမမှားပါဘူး။သူတို့တွေက The Voice လို့ခေါ်တဲ့အတန်နဲ့သူတစ်ပါးကိုစိတ်ခိုင်းလို့ရတဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားကြပါတယ်။သူတို့ကအင်အားကြီးတဲ့အိမ်တော်တွေရဲ့ခေါင်းဆောင်တွေနဲ့လက်ထပ်ပြီးပုံပုံအင်အားကြီးတဲ့မျိုးသက်တွေတွေကိုဖဏိကျင်ကြတာပါ။သူတို့လုပ်တဲ့ပုံစံကဂျိုးတစ်ခုမှာဟိုအရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဟော့ကိအမှားတစ်ခုကိုထုတ်ခဲ့ကြပြီးအဲ့ဒီဟော့ကိအမှန်ဖြစ်လာအောင်ဒီမျိုးမျိုးနဲ့တောက်လျှောက်စူးစမ်းဖန်နေတယ်။ ဟော်ကင်းနေကအရွေးချက်ခံရတဲ့ဆိုတဲ့သူကိုသူတို့ရဲ့မျိုးနွယ်ဖြစ်လာအောင်လုပ်ပြီးအဲ့ဒီဂျိုကိုအုပ်ချုပ်ကြတဲ့သူတွေပါဒီ Rockets ဂျိုမှာ Spice 2ဖော်ရည်ကိုတော်လန်တဲ့ Freeman မျိုးနွယ်စုဆိုတာရှိပါတယ် Freeman တွေက Rockets ရဲ့ပြင်းထန်တဲ့ယာတိဥရုနဲ့ချင်းတွေကိုအန်တုကနေထိုင်နိုင်ကြသူတွေဖြစ်ပြီး Sandworm လို့ခေါ်တဲ့ Rockets တခွင်ကြက်စားနေတဲ့တဲတီကောင်းကြီးတွေကိုလည်းစီးတတ်ကြပါတယ်အဲသူတို့ရဲ့မျိုးနွယ်မှာလည်း Panagesseris တွေထားခဲ့တဲ့ဟော်ကင်းတစ်ခုရှိနေပါတယ်ဒီနေ့မှာ Isan Ai Kai AKA Captain Shin လို့ခေါ်တွင်တဲ့သူတူဦးကသူတို့ကို ဆင်းရဲဒုက္ခတွေရနေကဲတင်ပြီးပိုပြီးစိတ်လန်းဆူပြေတဲ့ဒုက္ခပုံကြိုတစ်ခုကို ခေါ်သွားမယ်။အဲ့ဒီသူဟာဆန်ဝမ်ရဲ့အစိတ်ကိုခံနိုင်ရရှိပြီးတမိုင်းတစ်လျှောက်အကြီးဆုံးဆန်ဝမ်ကိုလည်းစီးနိုင်မယ်။ဒီဂျိုကိုလည်း Empire လက်အောက်ကနေကဲတင်နိုင်မယ်ဆိုတဲ့ Hawking တစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒီ Hawking ကဟိုရှင်နဲ့က Benny Jesseris တွေကျန်စီထားတဲ့ Hawking ဖြစ်ပြီး Hawking ရဲ့ရည်ရွယ်ချက်က Freeman မျိုးနွယ်စုကိုအုပ်စို Spike ထိန်းချုပ်မှုကိုပိုင်ရပြီးအင်အားအကြီးဆုံးဖြစ်လာဖို့ပါ။အဲ့ဒီ Hawking နဲ့က Lee Sanai Guy ဖြစ်လာစီဖို့အတွက် Benny Jesseris တွေက Trades အိမ်တော်က Paul Trades ကိုရွေးချယ်ခဲ့ပါတယ်။အဲဒါကြောင့်လဲ Trades အိမ်တော်ကို Spice Tour လို့ရေးတာဝန်ယူဖို့အမိန့်ပေးတဲ့ကြောင်း Emperor ကိုအကြံပြုခဲ့ကြပါတယ်။ Emperor ကတော့သူ့ထက်အင်အားကြီးလာနိုင်တဲ့ Trades အိမ်တော်ကိုရှင်းပြချင်နေပြီး Spice Tour လို့ရေးလုပ်ငန်းကိုသာပေးလိုက်ရင်ဒေချာပေါ့သူ့ထက်အင်အားကြီးလာမှာသိပေမဲ့ဒီလိုမျိုးနေရာပေးခြင်းအပြင် Trades အိမ်တော်ရဲ့အင်အားပြိုင်ဖြစ်ပြီး Spice Tour လို့ရေးကိုနှစ်ပေါင်းများစွာတာဝန်ယူခဲ့တဲ့အခုနဲ့အိမ်တော်ကမကြည်မနှက်ဖြစ်ပြီးဒီ Trades အိမ်တော်ကိုရှင်းပြလိုက်မယ်လို့တော့ကမင်းကိုအတည်ပြုလိုက်ပါတယ် သူမျှော်မှန်းထားသလိုပဲဖြစ်လာပြီး Tradies အိမ်တော်ရဲ့ကောင်းဆောင်လက်တော် Tradies ကတည်ဆုံသွားပါတယ်။သူ့ရဲ့သား Paul Tradies ကိုလည်းတည်ဆုံသွားပြီဆိုတဲ့အထင်နဲ့ Manager Stress တွေကသူတို့ကြံစီထားမြောက်ဖို့လိုအပ်နေတဲ့ Decent Eye Guide နေရာအတွက်ခြားသူကိုရှာရပါတော့တယ်။တစ်ဖက်မှာတော့ Paul Tradies က Manager Stress တူဖြစ်တဲ့သူ့အမိနဲ့တူလွတ်မြောက်သွားခဲ့ပါတယ်။ Paul က Manager Stress တွေရဲ့စွမ်းရည်ဖြစ်တဲ့ The Voice ကိုသုံးနိုင်ပြီးအစိတ်ကိုခံနိုင်ရရှိပါတယ်။ပြီးတော့သူကအနာဂတ်ကိုလည်းအနည်းငယ်ဖြင်းမြင်နိုင်မှသေးတယ်။ သူတို့ဟာခိုနန်နီရဲ့လက်ကနေလွတ်မြောက်လာပြီးဒေသခံဖရီမန်နေနဲ့တွေ့ပါတယ်။အဖရီမန်တွေကိုသူ့အမိကသူသား Paul Trades ကဒီဆန်အိုင်ဂိုင်းဖြစ်ကြောင်းမှတ်တိုက်လိုက်ပါတော့တယ်။အဖရီမန်တွေကလည်း Paul ကိုဆန့်သက်ကြပြီး Paul ကလည်း Manager Street တူဖြစ်နေရတဲ့အညီဆန့်သက်ချက်ထိုင်ကိုအောင်မြင်ခဲ့ပါတယ်။ Sandworm ရဲ့အစိတ်ကိုတောက်လိုက်တော့လေတက်ရှင်ခဲ့ရုံသာမက Spicy S1 နေအပြည့်ပါနေတဲ့အစိတ်ကြောင့်အနာဂတ်ကိုရှင်းရှင်းလင်းလင်းမြင်လာခဲ့ပါတယ်။ Paul က Hawking 2ရဲ့ Captain ရှင်ဖြစ်ချင်ခဲ့ပြီးမြင်ခဲ့ပြီးမြင်ပြီးနောက်ပိုင်း ဒါဟာသူလောက်ဆောင်မှသာပြီးမယ့်အရာဖြစ်တယ်ဆိုပြီး season eye guide ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ emperor ကိုပုံကန်ဟာခုနှစ်နေကိုလည်းတိုက်ခိုက်ပါတော့တယ်တိုက်ပွဲနိုင်ပြီး emperor နဲ့ဆွေးနွေးနေချိန် vanity justice အကြီးအကဲက paul ကိုထိန်းချုပ်ဖို့ကြိုးစားပြီးမယ် paul ကသူ့ထက်ဆွမ်းအားကြီးနေပါပြီ paul က emperor ကိုနမ်းချပြီး spice bill ကိုအုပ်ချုပ်ပါတော့တယ်ဒီတရင်ကိုကြားတော့အခြားအင်အားကြီးအိမ်တော်တွေလည်းလှလှရရဖြစ်လာပြီး rocket စီကိုကြီးနေလာကြပါတော့တယ် ဒွန်းဖတ်ဝါနဲ့ဖတ်သူက Frank Herbert ရဲ့လက်ရာကိုနှီးစက်ဆုံးဖော်ပြနိုင်ခဲ့ပြီးအဲ့ဒီအတွက် Director Denis Villeneuve ကိုချီးကျူးရမှာပါနောက်ထပ်ပြောင်မြောက်တဲ့ဒွန်းဝိထုရဲ့ဇလန်းဖော်ပြချက်တွေကိုတော့နောက်ထပ်မဲ့ဒွန်းဆက်ကားတွေမှာဆက်လက်ဆောင်ရွက်ကြည့်ရှုရအောင်ပါဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်။ကျွန်တော်မကြခင်မှာတစ်တစ်တွေနဲ့ပြန်လာခဲ့ပါမယ်။